ဟေးယောလုံးပဲမင်္ဂလာပါမလ23ရက်နေ့ရင်းငယ်နေပိုင်းအထူးတတိမြောက်ကိုပထမဆုံးလို့ intuition တင်ဆက်တော့ဖြစ်ပါတယ်ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကို coaching baby coaching trp နေတဲ့တုံ့ပြန်ချင်းတွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ကျွန်တော် channel ကို subscribe မလုပ်သေးရင်ကျေးဇူးပို့ပြီးတော့လုပ်ပေးကြပါလို့လည်းတောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့တတိလေးတွေစကြရအောင်ရန်ကုန်မြို့ဗမေတမြို့နေဘန်ဒူလာလာနစကူလာနဲ့လန်30ကျရှိ တိတ်ဆင်ဆွေဆိုင်မှာယနေ့နာနေပိုင်း၌ဓမြတိတ်ခံရပြီးဆွေသားများပါသွားကြောင်းဒေတာခံမြတ်ထံကသိစီရပါတယ်ယနေ့နဲ့7:55မိနစ်တွင်လူငယ်လေးဦးမှတနက်ဖြန်ချင်းချုပ်ပြီးဆွေဆိုင်တွင်စီဆွေများယူဆောင်သွားခြင်းဖြစ်သည်ဟုအောက်ချုပ်ရေးပိုင်နှင့်နှိဆက်သူတဦးကပြောဆိုထားပါသည်။၎င်းကမစ္စတာထားတဲ့အသက်25နှစ်ခန့်အမျိုးသားလေးဦးဝင်လာပြီးတဦးကတနက်နဲ့ထုတ်ချင်တဲ့ဆိုင်စင်နဲ့ဝန်ထမ်းတွေကိုကောင်တာနောက်မှာထိုင်ခိုင်းထားပြီး ဖန်ကောင်တာဒွင်ကာဆွေထီမျိုးစုံ၂၀ချက်သားကိုလူယူထပ်ပြီးသွားတယ်လို့သိရှိရပါတယ်။စစ်ခွေမောင်းခွေမောင်းခွေပြိုတွေပဲဖြစ်မှာပေါ့။ဒါကတော့တိတ်ချတာပေါ့ကွာ။မတူဖြစ်မလဲ။ပြည်သူတွေကတနက်ရှိမှမဟုတ်ပါဘူးရန်ကုန်မှာ။မယုံရင်ကြည်စစ်ခွေမောင်းခွေရခွေပြိုတွေပဲဖြစ်မှာ။နောက်တရင်မကွေတိုင်းမိမှုခရိုင်မိမှုစတူးမြုပ်နေအတွင်းနိုင်ပွင့်ဖြုံမြုပ်နေငဖေးမြုပ်နေအဆက်စီဆွေဆက်တော်ဖျားပွေးတော်တွေလူစီကရဲ့အတွက်စစ်ကောင်စီလက်အောက်ခံများက နေဆာစရိတ်ငင်း9000ပေပီခိုယူနေကြောင်းသိရှိရပါတယ်။ပွင့်ဖြုံမြုပ်နေဆလိမြုပ်နေမင်းမှုမြုပ်နေများအတွင်းမှပြည်သူများကိုနေဆာစရိတ်ငင်းခုမရသည့်အတွက်စစ်ကောင်စီတပ်စုမှုထသောမကွေးမြုပ်နှင့်တောင်တွင်းကြီးမြုပ်အကြမှမကွေးမြုပ်နေအပိုင်ညံကန်းချေရအောက်စုအတွင်းမှကျေးရွာများနဲ့အနီးတဝိုက်ကျေးရွာများမှအောက်ချုပ်ရေးမှုများကိုနေစရိတ်ငင်းဖြင့်ပြည်သူများကိုခိုယူခိုင်းနေသည်ဟုဒေတာခမြတ်ထံမှသိရှိရပါသည်။ အခုချင်းကြီးလဲ9000ဆရရှိသေးတာပေါ့နော်စိတ်မကောင်းဘူးနောက်တရင်အေးနဲ့ပူပုံတက်တွေရဲ့သူစစ်ချောင်းအေယာဝတီတိုင်းရေကြီးမြုပ်နေအတွင်တိတ်ပွေးပင်းထန်လာပြီးအနီးဆက်ဆုံးစစ်ကောင်စီတပ်ဖြစ်တဲ့မြို့ဆန်အမတ်344အမြုပ်တက်ရင်အမတ်344ကိုစစ်ကောင်စီဘက်ကလက်လွတ်ရပွေရှိနေပါတယ်ယခုရပိုင်အတွင်းမှာပဲအေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေကအဲ့ဒီအမြုပ်တက်ကို အပိသက်တင်းပိုက်မယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါဗျ ပြောစမ်းအမြုပ်တက်ကအမြုပ်စခန်းတစ်ခုလဲတီတာကုန်းပင်လန့်ကလက်ပတ်လန့်စုံကိုဆုတ်ထားရတယ်လို့တီးစီရပါတယ်။ကောင်းလိုက်တဲ့ the day not the day ကချင်ပြည်နယ်ဝိုင်းမုံမြို့နယ်နဲ့ဖားကမြို့နယ်တို့၌ PKD ရပ်ပိုင်းအတွင်စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့အကြားတိုက်ပွဲဖြစ်ပွားနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကမတ်လ22ရက်မှာဖော်ပြထားပါတယ်။ ဖကမြုတ်နေကြောက်ဖြတ်ချေရွာအနီးမှာမလ22ရက်နေ့ကတိတ်ပွေဖြစ်ခဲ့ပြီးဝိုင်းမော်လက်မြန်ချေရွာအနီးမှာလည်းမလ22ရက်ကတိတ်ပွေဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်မူကော့လန်ပိုင်မှာရှိတဲ့လုံမယာချေရွာအနီးမှာလည်း KIA ပူပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့ကြားတိတ်ပွေဖြစ်နေတယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီရှက်နေတဲ့ SNA နဲ့ P2C အဖွဲ့တွေဟာလောဝါရွာနဲ့ဒွန်းဘုံခွေရွာတို့မှာ တဆွေထားကြောင်စီရဲ့ဒီမနေတဲ့အခြေအနေလို့ဒေတာကံပီသူတွေကပြောဆိုထားပါတယ်။ဝိုင်းမုံမြုပ်နဲ့ဖာကမြုပ်ဖက်ကိုလည်း KIA ပူပေါင်းတက်တွေကစော်နေပြီဆိုတာကိုတော့သိချပြီပေါ့ကွာ။ KIA နဲ့ပူပေါင်းတက်တွေဝိုင်းမုံမြုပ်နဲ့ဖာကမြုပ်ကို အမြန်ဆုံးတင်ပိတ်နိုင်ပါစေလို့ဒီကနေ့ဆုတောင်းပေးပါတယ်။ကောင်းလိတ်တဲ့တတင်းတို့တင်းမလန်စန်တဲ့ရနေတွေမကွေတိုင်းကန်ကုံမြုပ်နေတန်ခါကျရွာစေပေခန့်ကိုအချမ်းဖက်စစ်ကောင်စီတက်က လေချောင်းဖေဘုံချေတိတ်ခိတ်ခိတ်ရာဆရာဝန်ကြီးဒေါက်တာမြတ်စုအောင်ကိုဝင်ဆောင်ဇနီးတေဒုက္ခနှင်းဝင်နဲ့တာပါဝင်ပီတူ၁၂ဦးတေဆုံးခဲ့ကြောင်းယောအလင်းတမကူဘကောင်ကပြောဆိုထားပါတယ်တကိကူလူမဆန်တဲ့ခွေးမျိုးတွေနေ့တိုင်းပဲပီတူလူထုစီးတဲ့နေရာတွေကိုမုံချဲနေတာခွေးမသားတွေကဘလို့ပြောရမှန်းတော့မသိတော့ဘူးဒီငရေသားတွေကို မပြောတော့ဘူးကွာမလတ်စတုံးရနေရင်ညနေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေဒါဆိုတော့ကျွန်တော်တို့ပထမဆုံးစစ်ကောင်စီခွေးမျိုးတွေရဲ့လေရင်ပုံကျဲမှုကိစ္စနဲ့ PDF ခေါင်းဆောင်တွေကိုမေးမြန်းတဲ့စကားကိုတစ်ချက်လုံးနားဆင်ကြည့်အောင်အားလုံးအတွက်မိကုန်းတစ်ခုနဲ့ကျွန်တော်အရင်ဆုံးစလိုက်ချင်ပါတယ်အဲဒီအနာသိန်းစစ်ကောင်စီတပ်ပွဲဟာဒီတိုက်ပွဲမရှိပဲဟလာဒီစစ်ရဲပြတ်မှတ်မဟုတ်တဲ့ဟလာလူအသေးအပြောက်များစေတဲ့လက်ချောင်းတိုက်ခိုက်မှုတွေကို ဒီရက်ပိုင်းမှာပိုပြီးပြင်းပြင်းထန်ထန်လုပ်နေတာကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့စစ်ကောင်စီကဘလို့ရွေချက်တွေနဲ့ဒီလိုလုပ်နေတယ်လို့မြင်တယ်ဒါနဲ့ပတ်သက်ပြီးတော့အရင်ဆုံးဆွေးနွေးချင်ပါတယ်ကျွန်တော်ကိုတက်ကြီးအရင်အမြင်ကိုဆွေးနွေးပေးပါခင်ဗျာအဲဒီစစ်ကောင်စီကတိုက်ပွဲမရှိပဲစီးပြစ်မှတ်တွေကိုအဲကျွန်တော်တို့ပြစ်နေတဲ့အကြောင်းရင်းကတော့ကျွန်တော်အဓိကသူတို့လက်လွတ်ဆုံဆုံခဲ့ရတဲ့နေမြေတွေပေါ့နော်အဲ့ဒီနေမြေတွေရဲ့နောက်တစ်ခါကျွန်တော်တိုက်ပွဲဖြစ်တယ်ပေါ့ဒေတာတစ်ခုမှတိုက်ပွဲဖြစ်တယ်တိုက်ပွဲဖြစ်တဲ့နေရာမှာသူတို့ဘက်က အဲကျွန်တော်တို့သုံးဆုံးနေတာမှုတွေရှိတယ်ပေါ့တိုက်ပွဲမှာလည်းမြေပြင်တိုက်ပွဲကသူတို့အများနဲ့အေးနေနေတာပေါ့အဲ့လိုချိန်မျိုးမှာအဲကျွန်တော်တိုက်ပွဲပြီးသွားတော့ညာလဲအဲ့နေမြေကန်တွေကိုအဲကျွန်တော်တို့ထိတိယောက်ယောက်ပေါ့နော်အဲ့တလူဘာမှမဟုတ်ပဲနဲ့စာနာမှုခင်းမဲ့သွားဒါပြစ်ခတ်နေတာသူတို့ဘက်ကအေးနေလာတဲ့အဲသဘောလိုကျွန်တော်ကတော့မြင်ပါတယ်အဲနောက်တစ်ခါသူတို့ကမြေပြင်မှာကအဲထိုးစစ်မှာလည်းအများနဲ့ရှုံးနေနေတာဖြစ်တဲ့အတွက်သူကလေကြောင်းကိုပဲအားကိုးနေရတာပေါ့နော်လေကြောင်းပြင်နောက်မှာ အခုဆိုရင် promoter တွေဘာတွေပါသုံးလာတယ် drone တွေလည်းသုံးလာတယ်ပေါ့နော်ဒါသူတို့ရဲ့ရှုံးနှိမ့်မှုတင်ဂေတာလို့ကျွန်တော်တို့ကပြောချင်ပါတယ်အဲဒီအကြောင်းကတော့ကြွက်မနိုင်ကြီမီနဲ့ရှို့တဲ့သဘောလိုပဲကျွန်တော်ကတော့ယူဆမိပါတယ်ဗျာဟုတ်ဒီ number 1ကတော့သူတို့စွမှုနယ်မြေမရှိတော့တဲ့ပေါ့နော်ဒီစွမှုနယ်မြေသူတို့သူတို့အုတ်ချုပ်လို့မရတဲ့နယ်မြေမှာနေထိုင်နေကျွန်တော်တို့ဒီတော်လိုင်းအားစုပဲဖြစ်ဖြစ်အရသားပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါသူတို့ရဲ့ရန်သူလို့ပထမသူတို့သတ်မှတ်ချက်ထားတယ်ပေါ့နော်ဒါကြောင့်လေကြောင်းငါးကနေပြီးတော့တောက်လျှောက်ကျဲတယ် အဲနောက်နံပါတ်2ချက်ကဟိုတလိုင်းအင်အားစုတွေနဲ့ပြည်သူလူထုကိုဟိုရန်တိုက်ပေးခြင်းတဲ့သဘောပေါ့နော်အမင်းတို့ ရှိလို့ငါတို့လာကျဲတာမင်းတို့ဒီတလိုင်းအင်အားစုတွေလက်ခံလို့ငါတို့လာကျဲတာအဲ့တော့ပြည်သူနဲ့တလိုင်းအင်အားစုကြားမှာသွေးကွဲဖို့အတွက်ဒါတို့ဒီကြံဟိုကြံမိကြံရပေါ့နော်မတို့အားကိုရလေချောင်းတစ်ခုတည်းနဲ့ပဲတို့တောက်လျှောက်လုံနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ပြည်သူလူထုကိုလည်းတို့သွေးခွဲတိုင်းမကွဲပါနဲ့နော် ဲ့တော့ကျွန်တော်ဒေါ်လာရဲ့နိုင်နေတာဖြစ်တယ်ပေါ့နော်ဒေါ်လာရဲ့နိုင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူလူထုတွေနဲ့သတိသတိထားကြဖို့နော်ရန်သူရဲ့ဒီရုံမှကောက်ကျမှုကိုနော်ဒီအမြဲတစေပေါ့နော်လေကြောင်းသတိကိုဟိုသတိထားကြဖို့ပေါ့နော်ဟိုဒါလေးပြောချင်ပါတယ်အဓိကတော့သူဝိခွဲဖို့နဲ့သူတို့ရှုံးနေတာဖြစ်တဲ့အတွက်အဲ့လိုမှအာကုတ္တဒီတစ်ခုပဲအမြင်ရင်ရှုံးပြီနော်မြင်ရင်ရှုံးပြီဝင်တစ်ခုပဲအာကုတ္တမရှိတော့ဘူးဒါတော့ပြည်သူနဲ့ဒေါ်လာရင်အားစုကြမှာသူ익ခွဲဖို့တက်တက်သူတို့လုပ်တယ်လို့ကျွန်တော်ကတော့မြင်နေပြဟုတ်ကဲ့ အာကျွန်တော်တို့ဒီတာမန်ရက်တွေမှာတော့စစ်ကောင်စီကဒီမျိုးပေါ်ကလူငယ်တွေကိုပေါ်တာဆွဲတဲ့ဖြစ်စဉ်တွေကနေ့တိုင်းကြားနေရတဲ့နေရာတိုင်းမှာရှိနေတယ်။အဲ့တော့ဒီစစ်ကောင်စီကကျင်းပမဲ့ဒီတကြံကာလတွေမှာရောလူငယ်တွေအတွက်ပေါ့လေဒီအထူးသဖြင့်တော့ဒီစစ်ကောင်စီထိန်းချုပ်တာတဲ့မျိုးပေါ်ဒေတာကလူငယ်တွေအတွက်ဘလို့အန်ဒီရီတွေရှိလာနိုင်မလဲဆရာမဘလို့မြင်ပါလဲခင်ဗျာ။ဒေတာတခုကတော့ဖတ်တဲ့ဆိုရင်တော့ဒီကောင်တွေကတော့ပူပြီးတော့ကောင်းသွားတာပေါ်တာဆွဲပေါ်တာဆွဲတယ်ဆိုသူတို့အတွက်ရရင်ဒီချိန်အဲ့ချိန်ကျရင်တော့ ဟိုတောက်စားထားလို့ငူရမ်းကားလို့ဆိုဆွဲသွားပြီးတော့ချိုးဆွဲခံရမှာပဲအဲပေါ်အဲ့ဒါကြတော့ပေါ်တာဆွဲတာမဟုတ်တော့ချိုးဆွဲခံတာဖြစ်သွားပြီပေါ့နော်အဲ့လိုအနေထားမျိုးရောက်သွားမှာပါပဲအဲ့တော့မြို့ပေါ်မှာရှိတဲ့လူငယ်တွေကလည်းကျွန်တော်တို့ဒီပေါ့နော်ဒီကျွန်တော်တို့တိုးထဲမှာရောက်နေလူငယ်တွေဆိုလဲဒီတိုင်းပဲပြောဝဲရှင်ပဲမှတ်တယ်အဲ့တော့ပြောဝဲရှင်ပဲမမတ်နဲ့လို့တော့ကျွန်တော်တို့ကမပြောချင်မိမယ်တကယ်တကယ်ကို့အနေကိုမဖိတ်ခေါ်စေချင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုမျိုးအနေထားမျိုးဖြစ်ပြီးဆိုရင်တော့တေးကြတဲ့သူတို့တွေကမိဘတွေကိုတသက်ဒုက္ခပေးသလိုဖြစ်မှာပဲ နော်ဒီအပျော်လေးတစ်ခုအတွက်နဲ့မိဘတွေကိုဒုက္ခပေးမှလားကိုကိုကိုဒုက္ခပေးမှလားတေးကြတဲ့ချောဆွဲခံရလို့ဒီစစ်မှုထမ်းပါလာလို့ကတော့ကျွန်တော်တို့ကဘလို့ရာမျိုးပဲဖြစ်ဖြစ်ညာမှာလည်းမဟုတ်ဘူးထိတ်တက်ရန်လူရင်ဆိုင်နေရတာလေအဲ့တော့ကိုအန်ရယ်ကိုကိုရှောင်ရဖို့ပဲကျွန်တော်ကတော့သတိပေးချင်တာပေါ့နော်တေးကြတဲ့ဒီခါကတော့အဲ့ခါကျရင်တော့တို့တွေကဟိုပေါ်တာဆွဲတာမဟုတ်တော့ချောဆွဲတာဖြစ်သွားတယ်ဘာလို့လဲမင်းပြစ်မှုမရှိလဲပြစ်မှုတင်ပြီးတော့ဖမ်းနေမှာပဲတို့ကဖမ်းမှာပဲဒီချိန်ကတို့အတွက်ကပေါ်တာဆွဲတာနဲ့ပို့ပြီးတော့ ဟိုဘယ်လိုပြောမလဲခု reason ပေးလို့ရသွားတာပေါ့ငါတို့ border ဆွဲတာမဟုတ်အပြစ်လုပ်လို့ဆိုပြီးရင်အဲ့မှာသူတို့ချိုးဆွဲခံရမှာပဲအဲ့တော့ကိုကိုကိုဟိုတိုက်ပွဲတွေမှာပဲ၎င်းတွေကစစ်မှုထမ်းခံရမလားမိဘကိုဒုက္ခပေးမလားဆိုတွေးပြီးတော့ပျော်ပွဲရှင်တွေကိုလိုက်စားကြပါလို့မျိုးပေါ်ကလူငယ်တွေကိုကျွန်တော်ကဒါပဲပြောချင်တာပါပဲဒီမျိုးပေါ်အခြေအနေနဲ့ပတ်သက်ပြီးတော့ကိုကိုတက်ကြီးရဲ့အမြင်လေးဆွေးနွေးပေးပါဦးခင်ဗျာကျွန်တော်တို့ကျွန်တော်တို့မှလည်းစေးပြတ်မှတ်ရှိတယ်လို့တို့မှလည်းစေးပြတ်မှတ်ရှိတာပေါ့နော် ဆိုတော့ပြောတယ်သူတို့သူတို့ရဲ့စီးရေးပြတ်မှတ်ကလည်းကျွန်တော်တို့ကာကွယ်ရေးတပြည်သူကာကွယ်ရေးတက်မှာတော့တပ်ဖွဲ့တွေရှိတဲ့နေရာသူတို့ရဲ့စီးရေးပြတ်မှတ်ကျွန်တော်တို့ကလည်းဂျန်လူရှိတဲ့နေရာကျွန်တော်တို့စီးရေးပြတ်မှတ်ဖြစ်တာပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်ဒီတကြံကာလလိုခါမျိုးမှာတက်ဆိုင်ရာတွေကတားမြစ်စာတွေထုတ်ထားတာပဲဆိုတော့ပြောတယ်အတိတရားရှိမှုလို့အများကြီးအန္တရာယ်ဖြစ်နိုင်တယ်သူတို့ဒီဒီလိုနှစ်နှစ်လေးနဲ့ငယ်ပဲကြံတော့တယ်ဗျာကျွန်တော်ထင်ပါတယ်ဒီကြံပြည့်နောက်နှစ်ကြံတောင်မှတောင်းမယ်မထင်ပါဘူးအချိန်ညှစ်နိုင်ခဲ့ရင်နော်အဲ့တော့ဘယ်လိုပေါင်းနိုင်ကြတာလဲကျွန်တော်တို့လေးနှစ်ရှိပြီကျွန်တော်ကလေးဆိုလေးနှစ်ရှိပြီ မြို့မှာနေပြီးတော့တာတာရာနေပြီးတော့ဘာလို့ပြောကြင်ကြတာလဲဆိုလိုတာအဲ့တော့အန်နေများတယ်သူတို့မှာနှစ်ဖက်အန်နေတော်များတယ်ကျွန်တော်တို့ဘက်ကတိုက်ခိုက်ဟိုမှာစစ်ကောင်စီကအလုံးကြီးနဲ့အင်အားချတာလေကျွန်တော်တို့ကတိုက်ခိုက်တိုက်မှာပဲအဲ့တော့အဲ့ပထမအန်နေကြောက်ရတယ်ဒုတိယအန်နေကသူတို့ပျော်မြူးနေတဲ့ချိန်မှာပေါ်တာဆွဲသွားတာမျိုးဒီလိုအန်နေနှစ်ခုကြောက်ရတယ်အဲ့ကြားထဲမှာမတင်နိုင်မတင်ကျင်နိုင်မင်းနဲ့ပျော်မယ်ဆိုရင်တော့ဒါသူတို့ခံပေါ့ကျွန်တော်တို့ကလည်းစစ်ကောင်စီကိုဝင်လာကျွန်တော်တို့ရန်သူလူတတ်မှတ်မှာဒီကိုရင်ဖြစ်ပြီတားဖာရင်ဖြစ်ပြီကျွန်တော်တို့ရန်သူပဲတော်တယ်ဘလို့ចောင်းចောင်းစစ်သေးပဲပါတော့တော့ကျွန်တော်တို့ရန်သူပဲယူနီဖောင်းဝင်လာတယ် အဲ့တော့နောက်ပြဿနာနောက်ချင်းကျွန်တော်တို့ကဆောရမှာပဲပြတ်တာနော်အဲ့ဒါကလို့ပဲဒါပါပဲကျွန်တော်တို့အထူးတွေတိတ်မပြောလို့တော့ဘူးအဲ့တော့ဆောပြောတဲ့စီးပြတ်မှတ်ကိုအဓိကသူ့စီးပြတ်မှတ်ကိုစီးပြတ်မှတ်ရှောင်ချပြီးနေကြဖို့ပဲကျွန်တော်ကတိုက်တွန်းတတိပေးလို့ပါလေဗျအဲ့တော့ထွန်လဲရေချိန်မြင့်ဖို့ဒီထက်အဲတစင်တက်ဖို့ပေါ့လေအဲဘလို့အခက်ခဲတွေအဲကြုံနေရတာလေပေါ့နော်ဘလို့နီလန့်တွေနဲ့ဖြည့်ရှင်းလို့ရမလဲပေါ့အဲ့ဒါလူရင်းတူချင်းနဲ့ကိုနေမင်းရဲ့အမြင်နဲ့အဲနည်းနည်းဆွေးနွေးပေးပါလား ဟုတ်ကဲ့အဓိကတော့တော်လန်ကြီးတော်လန်ကြီးကိုတွေးမေးကြဖို့ပေါ့နော်အားလုံးလူလူအပါဝင်တော်လန်ကြီးကိုတွေးမေးကြဖို့ကျွန်တော်တို့၄နှစ်ရုံးခဲ့ပြီနော်ထပ်ပြီးဒီတက်ဖို့စူးစမ်းလိုက်ကျွန်တော်တို့နောက်ထပ်၄နှစ်ဆိုတာကြာကြာအကြောင်းမရှိဘူးနော်အဲ့တော့အတူတူကျွန်တော်တို့တော်လန်ကြီးကိုပါဝင်ပြီးတော့တော်လန်ကြီးမှာတော်လန်ကြီးလုပ်နေတဲ့ရဲဘော်တွေတဲ့လိုအပ်ချက်ကိုအားလုံးဝိုင်းဝန်းဖြည့်ပြီးတော့တော်လန်ကြီးမှာပါတဲ့လူတွေကလည်းပြစုတွေ့တဲ့နော်ကျွန်တော်တို့တနိုင်ငံလုံးထိုးစစ်ကြီးအပြိုင်နဲ့တဲ့ နော်လုံနိုင်နေတဲ့နေ့ဟာကျွန်တော်တို့မုတ်ချအောင်ကိုအောင်အောင်ပါမယ်နော်ကျွန်တော်အောင်လဲအောင်ပါပါအဲ့တော့တနိုင်ငံလုံးထိုးစစ်လုံနိုင်ဖို့ဟာနံပါတ်1အရေးကြီးတယ်အဲ့တော့အဲ့တနိုင်ငံလုံးထိုးစစ်လုံနိုင်ဖို့အတွက်ပြည်သူလူထုကလည်းသွေးမွေ့သွေးမအေးပဲနဲ့တော်လန်ကြီးကိုနော်နားဆွင့်ပြီးတော့ငါတို့ပါမရမယ်ငါတို့ပါရင်မြန်မြန်ပြီးတယ်ဆိုတဲ့စိတ်မွေးကြဖို့ကျွန်တော်တော့ပြောချင်ပါတယ်ဗျဟုတ်ကဲ့မိတ်တယ်ကွာပြောသွားတာတော့ဒါမိတ်တယ်ကိုတချီပြောသွားတာဒါမိတ်တယ်နော်ပြတ်သားတယ်အဲ့လိုမျိုးဖြစ်ရတယ်ကွာခေါင်းဆောင်ဆိုတာ ပြည်သူတွေလည်းတကြံမှမထွက်ကြပါနဲ့တော်လှန်ရေးခေါင်းဆောင်တွေကပြောပြီးဆိုတော့သတိထားကြပေါ့နော်အဲ့ဒါကောင်းဆုံးပေါ့ဒါဆိုရင်တော့ no video အတင်းနဲ့တမပေါ်တာဆွေးခံထားရတဲ့ပြည်သူစစ်တယောက်ရဲ့ interview ကိုတစ်ချက်လောက်နားဆင်ကြည့်အောင်တော့နာမည်ကတော့ချော်သူရအတက်ကတော့20ပေါ့ဇာတိကတော့ဟာသကနာကမ္ဘူရဲ့ကျူရကမ္ဘူဒီမှာတကယ်တည်းမရောက်ခင်လောက်ပါတော့စပင်ရောင်းဝယ်ကြီးပေါ့ရောင်းဝယ်ကြီးပြီးတော့တက်ဖို့မှလုံးလုံး တော့မှနေပြတဲ့ဘုံတိုင်းနေပြတဲ့ဘုံမှာပဲလုံးလုံးနေပေါ့ညာအဲ့ဒင်းကျွန်တော်ကတော့အဲ့ဒင်းတိုင်းလာနှစ်လားတစ်ချိန်အဲ့ဒင်းတိုင်းတိုင်းလာဟိုကဟိုရှစ်လပိုင်းစကိုရက်နေညမှာပဲဆယ်နိုင်ခွဲလောက်မှအုတ်ချွေမှုကြီးဟိုရဲလာပြီးတော့ကျွန်တော်အဲ့ဒင်းစစ်မယ်ဆိုပြီးတော့လာပေါ့လာပြီးတော့အဲ့ဒင်းစစ်မယ်ဆိုတော့ဆောင်းဝင်ရဲ့ပြီးတော့စစ်တာပေါ့အဲ့ချိန်မှာကျွန်တော်ကအဲ့ဒင်းတိုင်းလာရှိတော့ကျွန်မဒီတိုင်းလိုးလက်လက်ပြလိုက်တယ်မပုံနေနေပြလိုက်တယ် ပြီးတော့ရုံခဏလိုက်ကြုံဆိုပြီးတော့စတောင်းရေဝှဖြိုးရနှစ်ယောက်ကျောင်းကိုခေါ်ပါလုံးခေါ်ပါပြီးတော့လည်းဘာမှမပြောခိုင်းဘူးဒီတိုင်းထိုင်ခိုင်းတာကြာပြီသူတို့လည်းရန်ဒီစစ်မှုတန်းဖောင်းရင်သူဖြည့်ပြီးတော့သူဘက်ကဖြည့်ပြီးကျွန်တော်နမေမေးရအဲ့လိုမျိုးသူဘက်ကဖြည့်ပြီးတော့ဘာမှကိုပြောမကောင်ရောမှဘာလို့လို့ပါဘလို့ဒီစီခေါ်ခဲ့ရလဲကွာမေးပိုင်ကုန်မရှိဘူးထားပြီးတော့ဒီတိုင်းမှာပဲခမ်းမိုက်ရဲမှာပဲထိုင်ခိုင်းတာအဲအဲ့ညာတွင်းချင်းမှာပဲရောစောင်းကြီးကိုတန်းပို့လိုက်တာ အမျိုးနဲ့ပဲဒီတရားအာရမပဲဒီစစ်တပ်တွေခေါ်သွင်းကြရအောင်အင်းအားမြင့်တော့လေစကားနိုင်ရဆိုတော့ဒီကဥပဒေကိုဒီဘက်မှာဒီမျိုးကျွန်တော်တက်ဖို့မှလောဆယ်ကျွန်တော်ရင်တရားမှာဒီမျိုးပေါ်လာဆွဲရမယ်မတွေ့ခဲ့ဘူးလေအမျိုးကျော်ဒီဘက်မှာလည်းလောရလောရဆင်ပြေပြီရွာမှာရွာပြန်မောက်ရှင်တော်အမေလိုကတော့တော်ထဲမှာပဲနေရတော့ဆိုတော့ဘာလုပ်မှမရှိတော့ဝင်ဝင်မရှိဘူးဆိုတော့ဒီဘက်မှာပဲလောလောနေနေတယ်အဲ့လိုမျိုးမရှောင်နိုင်နိုင်အောင်ပေါ့ ဖြစ်ပါတယ်ကျွန်တော်ကျွန်တော်အရင်တက္ကသိုလ်မှာကျွန်တော်ပထမဆုံးပြောရမှာပေါ့ပြောမျိုးပေါ်တာဆွဲလိုက်တာကျွန်တော်ပထမဆုံးဖြစ်ပါပေါ့ကျွန်တော်ပြီးတော့များနေရဆိုမဆုပ်ခင်ပြီးတော့နေနေမိလိုက်တာအမျိုးကြီးလည်းပါတယ်ပြန်လာတော့နေပြီးတော့မိုးဆွေတာတကနဲ့မှပြန်တက်ခဲ့ရပြန်လာတော့ဒီကျွန်တော်ဗတ်စင်ငါးမင်းငါးမင်းသောမှာတော့ဟွာရှိရ၄၄၃၁ယောက်ရှိတယ်တန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 ်တင်သားရပေါ့တင်အားတော့ ုတိုင်းတိုင်းခုရူးရီးတော့တင်တနက်ပြတဲ့ရရမယ်တနက်ပြတဲ့တာနဲ့ဒီတိုင်းစစ်ပြူရတော့ပဲတင်ပါပါပဲတင်ကိုတိုင်းကြီးသူကတော့ပြောတာပေါ့ခြေထဲမထွက်ရအောင်ပါညာလိုမျိုးလိန်ညာရတော့ပြောနေရပဲတို့ဒီိုင်းဒီမိုင်းကိုမိတဲ့ရင်ရောင်းရင်တို့လက်လက်ပဲနေရမယ်တကယ်တော့ဖြစ်လာတော့ကျွန်တော်မှဒီခြေထမ်းတန်ဖိုးခံရတင်ရင်တော့မမြောက်လာဘူးလမ်းမှာပဲဖြတ်ပြီးတက်တင်နှသားကြီးအကုန်လုံးကိုတုံ့ပုံပုံနှစ်ပုံတော့ကတော့ဒီတိုင်းတင်ရသမားဆိုးခံရကြီးကြီးပါပဲ တော်များများတော့ကျွန်တော်နဲ့နေခဲ့လူတွေတော်များများတော့ဒီတိုင်းဘယ်သူမှမလုပ်ချင်ကြအောင်ညာမျိုးဖတ်ပြီးအပြင်ဖတ်ဖို့ပဲတိုင်မင်းတိုင်မင်းကြရဘူးလေရှိပါတယ်တော်များများအားလည်းတုံးပုံပုံနှစ်ပုံတော့ကတော့မလုပ်ချင်ကြဘူးဒီလိုဟွာယူစမှုတိုင်းကျွန်တော်မှအဲနေပြမိုးစေးရောက်တော့ဟိုအကျေးပဲဒီဟွာရဘယ်သူမှထွက်လို့မရအောင်ဒီလိုမှကျွန်တော်မှဘယ်သူမှထွက်လို့မရအောင်ဆိုတော့ချိန်ရက်နဲ့ချိန်ပဲဆိုတော့ဘယ်သူမှထွက်လို့မရအောင်ဒီမှရတဲ့ဆိုရင်ပြန်လာရင် ထက်တဲ့တကားတော့ခတ်တာရှိအဆောင်မှာအဲ့ဒီတော့တော့ခတ်တာပေါ့ဘယ်မှထွက်လို့မရအောင်စောင့်ကြည့်နေပါတော့အကုန်လုံးက live ပဲစောင့်ကြည့်နေတာခြေထမ်းထွက်ရမယ်ဆိုတော့မကျော်မပြောဘူးလိညာကြီးကြီးပဲဒီရမူးနဲ့တရက်ပဲပါတွေ့ရမှာဗာပစ္စည်းမှမယူဝင်နဲ့ဟိုစားတစုံနဲ့စုံလောက်ပဲယူရဲအဲ့လိုပဲပြောပြီးတော့ဒီခြေထမ်းကိုတန်းပို့လိုက်တာကျွန်တော်ခြေထမ်းရလို့ရမြန်နဲ့မသိခဲ့တော်တော် ရက်စက်တယ်နော်စခွေတယ်အခုကျွန်တော်တို့ YouTube မှာတင်လို့မရတဲ့ဗီဒီယိုတွေအများကြီးရှိတာပေါ့နော်မေပင်စစ်ပွဲဗီဒီယိုတွေပေါ့နော်အဲ့ဒီထက်မှတည်တဲ့လူတွေက ပြည်သူစစ်တပ်တွေအများကြီးပဲရခိုင်မှာလဲအခုကြားမှာလဲကချင်ပြည်နယ်မှာလဲတိတ်ပွေးတိုင်းမှာတဲတဲ့စစ်ခွေးတွေကိုစစ်မှုထမ်းတပ်တွေတားမြားတယ်ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့စစ်ခွေးအစ်စ်တွေတိတ်မရှိတော့ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့တိတ်ပွေးကနိုင်နေပြီပြည်သူတွေတတိထပ်ပြမှာနေကြပါစစ်မှုထမ်းတဲ့မှာမပအောင်ကျူးစားကြပါလို့ဒီကနေ့တိတ်တွင်းချင်ပါတယ်ကြည့်ဒါဆိုရင်တော့ no video မကြောက်မင်းတစ်ချက်လုံးလားစင်ကြအောင်ကြောသားရှင်သားမခွေးအောင်အခုနိုင်ငံတော်ကမျက်နှာလိုက်တယ် ော်အဲ့လိုပြောရင်နိုင်ငံတော်မျက်နှာလိုက်တယ်လို့ပြောရင်နိုင်ငံတော်ကလူကြီးကြောက်စိတ်ဆိုးတယ်ခင်ဗျားတို့မျက်နှာလိုက်တယ်ခင်ဗျားတို့မျက်နှာသိမ့်လိုက်တယ်ခုဘာဖြစ်လဲဆိုတော့မင်းသားမင်းမီးတွေကြတော့တယောက်ကမှစစ်မှုထားမှမခေါ်ဘူးတခါမှလည်းမဲပေါက်တယ်မကြောက်ဘူးမင်းသားမင်းမီးတွေကြတော့သေုပ်ဆောင်တွေမင်းသားမင်းမီးတွေဆောင်အဆူတော်တွေကြတော့တယောက်မှမခေါ်ဘူးအရက်သားကြောမွေးကြတော့ခင်ဗျားတို့အကုန်ခေါ်ထည့်တယ်အဲ့ကလေးကခင်ဗျားတို့မျက်နှာလိုက်တယ်လို့ပြောသွားအဲ့တော့ကျွန်တော်ဆိုရင်ကျွန်တော်သားအဲ့သဆိုင်ရာဒီရန်ကုန်လူနေအောင်မှာကျွန်တော်သားစစ်ဘူးတန်းကြီးကဲကောင်းတော့ဆိုရန်ကုန်အကြီးကဲကောင်းတော့ဆိုရင်ကျွန်တော်ဘာလို့လဲဆိုတော့ရန်ကုန်ထဲမှာရှိတဲ့မြို့နယ်တိတိမှာ ဘယ်မင်းသားမင်းသမီးတယောက်ဆိုဆိုဘယ်မြို့နယ်မှာနေလဲအဲ့ကောင်အသက်ဘယ်လောက်လဲပြီးအဲ့ထက်အကုန်လုံးအဲ့ကောင်နေမဲဆင်းနေမှာကောက်ထဲလိုက်မယ်တနေ့ဟိုတတောက်ကိုတယောက်လောက်ပါအောင်ထဲလိုက်ခုကပါလဲဆိုတော့မင်းသားမင်းသမီးတွေအစိုးရတွေကြတော့တယောက်မှမဲဆင်းမပါအောင်မပါအောင်ကအောက်ခြေကမြို့နယ်စီစစ်ဘုရားစစ်ကောင်ရေးစီမံဖွဲ့တွေအများကလပန်ထိုးနေသလားလို့ကျွန်တော်မေးရမှဖြစ်တယ်အဲ့တော့မင်းသားမင်းသမီးပါအောင်ခေါ်ပါအဲ့ဒါမှစစ်ဘုရားကစနစ်ကြမယ်ဒါတချက်နောက်တစ်ခုကစစ်မှုထမ်းခြင်းမထမ်းခြင်းနဲ့ပတ်သက်ရင်စစ်မှုထမ်းပြန်လာတဲ့လူတွေရလာမယ်အခွင့်အရေးနဲ့မထမ်းတဲ့လူတွေရမယ်ဆုံးရှုံးမဲ့အခွင့်အရေးကို တခါတည်း advantage နဲ့ disadvantage ကိုပြတာမရဘူးအဲ့ဒါပြဖို့ရလို့เนาะအဲ့ဒါမပြရင်ပြဿနာရှိတယ်เนาะစစ်မှုထမ်းတဲ့လူကလုပ်ငန်းဝင်ပြလာတဲ့အခါမှာသူစစ်မှုထမ်းပြီးတဲ့လူကိုလုပ်ငန်းရှင်တွေအလုပ်ခန့်ကိုခန့်စစ်မှုမထမ်းတဲ့လူကိုလုပ်ငန်းရှင်တွေအလုပ်မခန့်ဘူးမဟုတ်ဘူးဒီကောင်မသိဘူးလားစစ်မှုထမ်းရင်ပြန်မလာတော့ဘူးဆိုတာ तू မသိဘူးလားမသိဘူးเนาะပြုတ်ပြတ်မဲ့ကောငကြောင်စစ်မှုထမ်းရင်မပြတ်မလာတော့ဘူးနားရီလားအလောလောဖုံးမပြုံးနဲ့စစ်မေပြီမှအလေးမဝင်ရင် ေမှာအဲ့ဒါပဲကြမ်းတယ်ကွာဘာဖြစ်လို့ပြန်လာတဲ့အကြောင်းတွေပြောနေတာလဲယူနေတာလားကောင်းကောင်းမတီးလို့လားမတီးဟန်ဆောင်နေတာလားခွေးသားရဲ့တချို့ပြည်သူတွေကပြည်သူစစ်တေမှာဝင်ချင်းအောင်စိတ်ဝါထိနေတာခွေးသားပြောင်းရင်းပြောင်းစားတွေပြောနေတာဒီခွေးသားကိုလည်းပြည်သူတွေကိုစိတ်ဝါထိတတ်တယ်တတိထားချက်ပါဟုတ်ကဲ့ပါတော့ငချင်းတော့ဒီနေ့ရက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time မနေ့ပန်တတိယအတိလေးနဲ့လာတက်မှာဖြစ်ပါတယ်ကျမကြီးခုစိတ်ကြပါ